episode 3ရဲ့အစမှာတော့လူတင်းယောက်ကစကားပြောနေကလားတဲ့ရာလေးတွေတွေးထားတယ်။ဒါမျိုးကနောက်တစ်ခါပေါ်လောက်မှမဟုတ်တော့ဘူးဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့ဒီတိုင်းသာဆက်သွားနေမယ်ဆိုလို့ရှိရင်ကောင်းတဲ့ရာတွေဖြစ်လာမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီနောက်လက်ရှိအာဆာဘက်ကိုရောက်လာကအာဆာအနေနဲ့သူ့ရဲ့ရှီမပါမဲမသိတဲ့တရဝါကြီးကိုတွေ့မြန်မှာဖြစ်ပါတယ်။အဲ့ဒီတရဝါကြီးကိုစတင်ဝင်ပြီးတော့တိုက်ခိုက်တဲ့ချိန်မှာတော့အဲ့ဒီတရဝါကြီးကလည်းအာဆာကိုဒါလေးပဲပြန်ပြီးတော့တိုက်လိုက်ပါတယ်။အဲ့ဒီနောက်အဲ့ဒီတရဝါကြီးကပဲငါဟာမင်းရဲ့မဟာမိတ်ပါရန်သူမဟုတ်ပါဘူးလို့ပြောကအတီးတွေကိုသွားခုပြီးတော့မင်းနေနဲ့ပိုက်စား နေတယ်မလားမဆိုင်တောင်တခုခုစားထားတာကောင်းမဲအဲ့ဒါမှမင်းရဲ့ခန္ဓာကိုယ်ကအရင်လိုပြန်ပြီးတော့လှုပ်ရှားနိုင်မှာလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့အာစရာလှုပ်လိုက်တဲ့အချိန်မှာတော့အပေါ်ကနေပြုတ်ကျလာတဲ့တန်ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကအတော်ကလေးကိုနာကျင်နေရပါတယ်အဲ့ဒီအချိန်မှာတော့အာစရာကိုအသီးကိုစားခိုင်းလိုက်ပြီးတော့မင်းမေးတဲ့မေးခွန်းတွေကိုတော့ဒီအသီးတွေစားပြီးမှပဲဖြေပေးမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်စားပြီးတဲ့အချိန်မှာတော့အာစရာကလည်းသူ့ရဲ့အမေနဲ့အဖေအကြောင်းကိုတီးတဲ့လောက်ပြောပြပေးပါဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတတော်ကြီးကလည်းငါအနေနဲ့ဒီထဲကနေထွက်လို့မရဘူးဒါပေမဲ့အနေငယ်ဝေးတဲ့နေရာတွေကိုတော့ လန်းချီပေးလို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အရင်နောက်သူတို့တိုက်ခိုက်ခဲ့တဲ့နေရာတွေကိုပြကအားလုံးကိုဘေးကင်းတာတည်ရရတဲ့အချိန်မှာတော့အာစာတယောက်နဲ့မျက်ရည်ထွက်ကတော်သေးတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အရင်နောက်အဲ့ဒီတရဝါကြီးကိုကျေးဇူးတင်လိုက် ပြီးတရဝါကြီးကလည်းသူ့ကိုကိုသူ့ဆီလီဗီယာဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်အဲ့ဒီလိုနဲ့တခြားတစ်ဖက်ကိုရောက်သွားကဘာလို့ရင်ကောင်းမလဲအဖြေကရှင်းနေရဲကိုငါတို့ကလှုပ်ဝဲလို့မရဘူးဘာလို့ဆိုဆိုကအဲ့မှာပဲစကားကရက်သွားကအာစာရဲ့ဘက်ကိုပြန်ရောက်လာပါတယ်အာစာအနေနဲ့ဆီလီဗီယာနဲ့ဒူနီယာရန်နိုင်ငယ်ရှိဖြစ်ပြီးတော့သူ့ရဲ့တန်ရာတွေကလည်းပြန်ကောင်းလာက သူ့အနေနဲ့အများဆုံးအိမ်မြန်ခြင်းပေမဲ့လည်းမဖြစ်နိုင်ဘူးဆိုတာသိနေပါတယ်။ဆီလီဗီယာပြောပုံရဆိုလို့ရှိရင်ဒီနေရာကအာရှတောရဲ့အဆွန်မဲ့ဒီနာမှာတောရိုင်းတရိစံနေနဲ့ရာဇဝတ်သားတွေရဲ့နေမြေပဲဆိုပြီးပြောလိုက်ပါတယ်။ဒါပေမဲ့အနည်းဆုံးတော့အာစတာနေနဲ့ဆီလီဗီယာနဲ့ဖြူရဆွဲခဲ့ပါတယ်။ဆီလီဗီယာကလည်းမင်းအနေနဲ့အများဆုံးပြင်ကျင်တာကိုသိပေမဲ့လည်းငါအနေနဲ့တိုင်ပါရှင်ကကွဲနေတာကြောင့်အဲ့ဒီဟာကိုပြင်ဆင်ရအောင်မယ်ဆိုပြီးပြောလိုက်ပါတယ်။အာစတာကလည်းဆီလီဗီယာက မော်ဒတ်ဝါကြီးဖြစ်ကသူ့အနေနဲ့သူ့အကြောင်းကိုဘာမှမပြောပြဘဲနဲ့သူ့အထင်တော့သူ့အထင်ဆီလီဗီယာအနေနဲ့ နဲ့ဒီချင်းဒီတယောက်ယောက်နဲ့တိုက်ခိုက်နေခဲ့တာထင်တယ်ဆိုပြီးပြောလိုက်ပါတယ်။ဒီနောက်အာဆာကလည်းဆီလီဗီယာရဲ့စိတ်ခသူ့ရဲ့အပြင်းမဲ့ပုံစံနဲ့ဆန့်ကျင်ဘက်ပဲသူ့အနေနဲ့အယမ်းကျင်လာတတ်တယ်ဆိုပြီးပြောလိုက်ပါတယ်။အဲဒီချိန်မှာပဲ အာစတာအနေနဲ့ဆလီဗီယာအရှိမရှိတဲ့ကြောက်တုံးပေါ်ကိုထိုင်ကမန္နာကိုနဲ့လေ့ကျင့်နေတဲ့အချိန်မှာတော့ဆလီဗီယာကလည်းအော်မင်းကမန္နာကိုတော့သုံးတန်နေပြီလား။ဒါဆိုလို့ရှင်ဒီလိုလုပ်တယ်လားဆိုပြီးတော့ဆလီဗီယာကမန္နာကိုစုနေရင်မှော်သုံးပြလိုက်ပါတယ်။အဲဒီနောက်ဆလီဗီယာကပဲလူတွေကမန္နာကိုတွေအချောင်းကိုပြောတဲ့အခါမှာဘာကိုမှသူ့မြင်ဘက်ကနေတွေးမကြည့်ကြဘူး။ဒါပေမဲ့တတ္တဝါတွေကတော့အလိုမဟုတ်ဘူးအထူးဖြစ်ဖြစ်မန္နာ peace day ပေါ့။မန္နာ peace day ကသူတို့အတွက် မန္တာခိုးတုံးတယ်ဆိုတာဟာအသက်ရှူတယ်လို့ပဲဆိုပြီးပြောကမင်းတင်ရှင်တယ်ဆိုလို့ရှိရင်မင်းကဒါတင်ပြီးရင်မင်းကတန်မာသွားလိမ့်မယ်အဲ့ဒီခါကြလို့ရှိရင်မင်းပါလုံးမှလည်းလို့ပြောလိုက်တဲ့အချိန်မှာတော့အာစတာကလည်းနန္ဒထာကြီးကတီသွားကသူချစ်တဲ့သူတွေကိုလာထိခိုက်တဲ့သူတွေအကုန်လုံးကိုတတ်ပလိုက်မယ်လို့ပြောတဲ့အချိန်မှာတော့ကလေးတယောက်ကအဲ့ဒီလိုမျက်မနှာကြီးနဲ့အဲ့လိုစကားလုံးတွေပြောတဲ့အတွက်ငါမင်းကိုမတင်ပေးနိုင်ဘူးအဖေကမှားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအာစတာကလည်းဘာလို့လဲရန်သူကိုနှိမ်နေတယ်ဆိုတော့ပုံမှန်မဲမဟုတ်ဘူးလားလို့ပြောကသူ့ရဲ့အရင်ဘဝနှောင်းကလည်းသူကအဲ့လိုရန်သူတွေကို နေနေရင်းနဲ့အတန်မာဆုံးဘီရင်ဆိုပြီးဖြစ်လာတယ်ဆိုပြီးတွေ့လိုက်ပါတယ်။အဲဒီချိန်မှာပဲဆီလီဗီယာကလည်းမင်းအနေနဲ့သူများကိုအနံ့ယူခြင်းနဲ့စိတ်တွေနဲ့ပြည်နေရပျော်ဖို့ကောင်းရဲ့လား။အဲဒီနောက်သူကလည်းခုနကတော့ငါလောက်သွားနားသွားလားဆိုပြီးတော့သူ့ရဲ့ကောင်းကိုပွဲပေးပြီးတော့သူကရုတ်တရက်ပဲသူ့ကိုတိုက်ခိုက်ဖို့အတွက်အနေထားနဲ့သူ့လက်သေးကိုပြင်လိုက်တဲ့ချိန်မှာတော့အာစနာတယောက်လည်းလန့်သွားပါတယ်။ဒီချိန်မှာတော့ဒီလက်သေးတွေကနင့်ကိုနင်းသာသာဆက်ဆံလို့ရတယ်လို့ဆွဲဖြဲပလိုက်လို့လည်းရတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်။အဲဒါလည်းတူတူပဲဒေါသနဲ့အမုန်းတရားတွေကလည်းလွယ်လွယ်လေးနောင်ကျန်နေအဲ့အရာတွေကအကျန်းဖတ်မှု တွေပေါ်လာပြီးတော့အဆုံးသတ်မှာတော့အမုန်းတရားတွေပဲကြံခဲ့တယ်ဆိုပြီးပြောလိုက်ပါတယ် အရင်နောက်ဆရေဗီယာကပဲငါခဲထားတဲ့အသက်ကိုမင်းကိုအဲ့လိုမသုံးစေချင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့အာစာတယောက်ကတော့ဟာဒီပဲငါရဲ့အရာအလုံးကိုများတည်နေရလားဆိုပြီးတော့တွေးမိသွားပါတယ်။အရင်နောက်ဆရေဗီယာကလည်းမင်းဝင်းကိုထပ်မိလိုက်တဲ့ချိန်မှာတော့အာစတာကလည်းအရာအလုံးကိုတေးချပြီးတော့ပြန်စင်စားကသူမျက်နှိုးတဲ့အရာတွေကိုကောက်ွက်ခြင်းနဲ့လို့ပြောလိုက်တဲ့ချိန်မှာတော့အမှတ်ပြည့်ပဲဆိုပြီးတော့တင်ဖို့အတွက်လက်ခံလိုက်ပါတယ်။ဒီဘက်မှာလည်းဆရေဗီယာလိုအကောင်တကောင်ကတော်တော်နီးနေပြီဆရေဗီယာမင်းပြန်မှာမဟုတ်ဘူးငါမင်းကိုလိုက်ရှာမယ်ဆိုပြီးပြောလိုက်ပါတယ်။အရင်နောက်အာစတာရဲ့အဲ့ဒီဘီယင်ဂရိဖြစ်ခဲ့တဲ့ ချင်းကိုသွားကဘီရင်ကရေးအနေနဲ့မနေ့ကြီးထလာကသူကိုလာကြုံနေတဲ့နှစ်ယောက်ကိုတော့တွေ့ရမှာပဲဖြစ်ပါတယ်။အဲဒီလုံနဲ့သူလက်အခန်းတစ်ခန်းထဲကိုဝင်သွားကဘီရင်ဆိုတာတကယ်တမ်းတော့နာမည်ခံပဲရှိရဲ့အရာအလုံးကိုအာဏာရှိနေတာကပါလီမန်တွေပဲ။ဘီရင်ဆိုတာတကယ်တမ်းတော့စစ်တိုက်ဖို့အတွက်လက်နက်တစ်ခုတတ်တတ်ပဲဆိုပြီးတော့သူကိုကိုသူပြောလိုက်ပါတယ်။အဲဒီချိန်မှာတော့အခန်းထဲမှာရှိနေတဲ့အဖိုးကြီးကသူ့ကိုလာပြီးတော့ဥချိုပြုပြီးမဲ့လေဘီရင်ကရေးအနေနဲ့ငါဒီကနေနှုတ်ထွက်တော်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မာစတာအနေနဲ့လေမှော်သုံးရင်မန္တာဆူတာကိုလေ့ကျင့်နေပြီးတော့အဲ့ဒါကိုလုံနိုင်သွားလို့ရှိ ရင်မော်ပညာပို့ပြီးတော့ကျပြန့်သွားလိမ့်မယ်လို့ပြောပါတယ်အာစတာကလည်းသူ့ကိုကိုသူ့အလင်မလို့ဖို့ပြောပြီးတော့သူ့အနေနဲ့အရင်ဘဝနှောင်းကခီကိုထိန်းချုပ်နိုင်ဖို့အတွက်ဘလို့တောင်တိုက်ခိုက်ခဲ့ရတယ်ဆိုတော့ကိုပြန်ပြီးတော့မြင်ရောင်လိုက်ပါတယ်အဲဒီနောက်အာစတာအနေနဲ့မန္တာကိုစုရဲနဲ့မော်ပညာကိုတုံးနိုင်သွားကသူ့အနေနဲ့ကလည်းပြောနေပါတယ်အဲဒီအချိန်မှာပဲတော်ပါပေးတယ်ဆိုကသူ့ကိုတဏျာကိုတွန်းထုတ်လိုက်ကအပေါ်မှာဂဲဖီလိုက်ပါတယ်အဲဒီအချိန်မှာတော့အာစတာလည်းအတန်ထွက်မရကသူ့အနေနဲ့ကြည့်လိုက်တဲ့အချိန်မှာတော့ဆီလီဗီယာရဲ့ရှီမဆီလီဗီယာလို့ကောင်းကြီးတကောင်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်အဲဒီအချိန် ီမှာပဲသူရဲ့အရှေ့ကောင်ကြီးကငါမင်းကိုကြံကြံနေနေမလို့ချင်မှုငါနဲ့လိုက်ခဲ့လိုက်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဆလီဗီယာကလည်းပြောမရတာကြောင့်သူ့ကိုစွန့်အားနဲ့ပစ်လိုက်ပါတယ်။အဲ့အချိန်မှာတော့အာစတာလစ်တစ်ချက်စိတ်ပူသွားကဆလီဗီယာအနေနဲ့ဘာမှဖြစ်ဘူးဆိုကသူ့အနေနဲ့ပြန်ထလာကသူ့ရဲ့ဘေးမှာအငွေ့လိုရာတွေထွက်လာပြီးတော့သူ့ရဲ့တကယ်ပုံစံကိုပြောလိုက်ပါတယ်။အဲ့ဒီနောက်သူ့အနေနဲ့စတင်တိုက်ခဲ့တဲ့အချိန်မှာတော့ဟိုဘက်ကလည်းသူ့အဆန်းနဲ့ကာထားတာကိုတော့တွေ့မြင်မှာပဲဖြစ်ပါတယ်။အဲ့ဒီနောက်သူတို့ရဲ့စွန့်အားနှစ်ခုလုံးကပြတ်ပယ်သွားကဘက်ကကောင်ကလည်းသူ့ရဲ့စွန့်အားအလုံးအများကြီးကိုပြန်ပြီးတော့ထုတ်လိုက်ပါတယ်။ ယ်အဲ့ဒီချိန်မှာတော့သူ့ရဲ့စွမ်းအားကြောင့်ဆယ်လီဗီယာလည်းထိခိုက်တယ်လို့ဘေးကအနေနဲ့ပါထိခိုက်သွားတာကြောင့်ဆယ်လီဗီယာကလည်းသူ့ရဲ့အချိန်ရက်တဲ့အစွမ်းကိုတော့တုံးလိုက်ပါတယ်အဲ့ဒီနောက်အားစာကိုထွက်လာဖို့ပြောလိုက်ခါသူ့အနေနဲ့ဘယ်လိုလဲငါ့ရဲ့ပုံစံအစ်မန်ကိုမြင်ရပြီမလားဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဆယ်လီဗီယာအနေနဲ့ရွှေပြောင်းမှုအတွက်ပေါ်တယ်လိုရာကိုဖွင့်လိုက်တဲ့အချိန်မှာတော့တောင်းပန်ပါတယ်ဒီနေ့အနေနဲ့လှမ်းတဲ့နေရာကိုရောက်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ဆယ်လီဗီယာကပဲငါအနေနဲ့မင်းကိုတန်းဖို့ဝေတော့နေတယ်ဒါပေမဲ့မင်းကိုမပို့နိုင်ခဲ့ဘူးမင်းနဲ့နေရတဲ့နေရာတွေကိုပြောတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဦးတလုံးလို့ထ င်ရတဲ့အရာတစ်ခုနဲ့ငှက်တောင်မွေးလေးကို ပေးပြီးတော့သူ့ရဲ့လက်မလေးအမတ်သားတွေဖြစ်အောင်လုပ်လိုက်ပါတယ်အဲဒီချိန်မှာတော့အာစာကဒါတွေကပါတယ်တဲ့လို့ပြောလိုက်တဲ့ချိန်မှာတော့သူကလည်းတနည်းကြရင်တည်နိုင်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲနောက်အာစတာကပဲသူ့အနေနဲ့ဆီလီဗီးယားကိုမကဝဲနိုင်တော့ဘူးလားလို့ပြောတဲ့ချိန်မှာတော့ဆီလီဗီးယားကလည်း ဒါကဖြစ်လာရမယ့်အရာတွေပဲလို့ပြောလိုက်ပါတယ်။အိနောက်အာစတာကပဲဆီလီဗီယာကွာသူမွန်စတာဖြစ်နေနေဘာဖြစ်နေနေဆီလီဗီယာကလည်းသူ့အတွက်အရေးပါတယ်မိသားစုရဲ့လို့ပြောလိုက်တဲ့အချိန်မှာတော့ဆီလီဗီယာကလည်းမိမိကရှိပြီးသားမလားလို့မိလိုက်တဲ့အချိန်မှာတော့ဒါဆိုလို့ရှိရင်ဖွားဖွားလို့ပြောလိုက်ပါတယ်။အိနောက်ဆီလီဗီယာကနောက်တစ်ခေါက်ခေါ်ပေးဖို့ပြောတဲ့အချိန်မှာတော့အာစတာကလည်းဖွားဖွားလို့ခေါ်လိုက်တာကြောင့်သူလည်းမျက်ရည်ချလာပါတော့တယ်။အိနောက်အာစတာကိုအထဲဝင်ဖို့ပြောပြီးတော့အထဲဝင်တဲ့အချိန်မှာတော့အာစတာကလည်းသူနဲ့တူတကယ်မလိုက်လို့မရဘူးလားဆိုပြီးတော့မိလိုက်တဲ့အချိန်မှာတော့ပေါ်တေးကြီးကပိတ်သွားပါတယ်။ တယ်အရင်နောက်ဆီလီဗီယာကလည်းသူအနေနဲ့အချိန်ရတာကိုရက်လိုက်ပြီးတော့တိုက်ခိုက်မှုကသူရဲ့ပဲသူရဲ့ရင်ဘတ်ထဲကိုဝင်လာပါတော့တယ်အရင်နောက်ဆီလီဗီယာကလည်းမျက်လုံးပွင့်လာကသူ့ကိုအလစ်ဝင်လိုက်တယ်လို့လှုပ်လိုက်ပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုတော့တောအပြင်ဘက်ကတောင်မှရင်ထိခိုက်မှုတွေရှိသွားတာကိုတော့တွေ့မြင်မှာပဲဖြစ်ပါတယ်အရင်နောက်ဆီလီဗီယာကလည်းငါပြောတာကိုမှတ်မိလားဆိုပြီးအာစတာကိုမြင်လိုက်တဲ့အချိန်မှာတော့အာစတာကလည်းမှတ်မိတယ်ဆိုလို့ရှိရင်တော်သေးတာပေါ့ဒါပေမဲ့နည်းနည်းတော့ဝမ်းနေသေးတယ်လို့ပြောလိုက်တဲ့အချိန်မှာတော့ကဘာကြီးကဝမ်းနေမှုတွေနဲ့ပြင်းနေတယ်မင်းကအဲ့ဒီကဘာကြီး ီးကိုပြောင်းလဲပေးရမှာလို့ပြောလိုက်ပါတယ်။ဒါကလည်းဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့မေးလိုက်တဲ့အချိန်မှာတော့မင်းသာဆိုရင်ဖြစ်နိုင်မှာပါ။ဒါပေမဲ့အခုမဖြစ်လဲရတဲ့တဆင်းချင်းဒီတော့ပါ။ဘဝတင်မှာအလင်းရောင်ကိုရှာပါဘယင်ကလေးဆိုပြီးတော့အတန်ကလည်းပြောက်သွားကသူအနေနဲ့တနည်းအားကိုရောက်လာပါတယ်။အာစတာရဲ့အဖြစ်ကလည်းအစီအအောင်ချင်းရဲ့ကဗျာလို့ကြောက်တဲ့ခါမှာတရေ၆ခန်းနေရတယ်လို့ပဲ။သူအနေနဲ့ဝမ်းတဲ့တက်ခါမှာကဗာကြီးကဝမ်းနေစရာလေးနဲ့ပြည့်နေရကိုသိလိုက်ရပါတယ်။ဒီပိုင်းလေးကတော့ဒီမှာတင်ဆုံးသက်ထားပါတယ်။